အားလုံးကိုယေရှုခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါရယ်ဒီနေ့မှာကျွန်တော်တို့ဒီကွာလေးလာဆင်ခြင်ရမယ်ခေါင်းစဉ်ကတော့အပင်အတွက်အရေးကြီးသော မျိုးစစ်ဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါရယ် ကျမတို့တွေအပင်အတွက်ပေါ့နော်အရင်အရေးကြီးတဲ့အရာကမျိုးစေ့ဖြစ်တယ်မျိုးစေ့ကကောင်းမွန်တဲ့မျိုးစေ့ဖြစ်မှပေါ့နော်ဒီအပင်သပင်ဟာကျမတို့လိုချင်တဲ့အရေးသွေးနဲ့ပြည့်မီမှဖြစ်တယ်ဆိုတော့အပင်ရဲ့အရေးသွေးတွေမကပေါ့နော်တကယ်တော့ဒီအပင်တပင်ကိုကျမတို့စိုက်ပျိုးတယ်ဆိုတဲ့အရာကသူ့ရဲ့အသီးကိုကျမတို့စားချင်တာဖြစ်တယ်နော်အသီးကိုကျမတို့လိုချင်တဲ့အတွက်ပေါ့နော်မျိုးစေ့ကိုကျမတို့ရွေးချယ်တဲ့အခါမှာအင်မတန်မှအရေးကြီးတာဖြစ်တယ် မျိုးကောင်းမျိုးသက်မျိုးမှန်မဟုတ်ဘူးဆိုလို့ရှိရင်ဘလောက်ပဲပေါ့နော်ဟိုကျမတို့ကအကောင်းစားမြေဩဇာတွေသုံးမယ်အကောင်းဆုံးတဲ့ဒီအပင်လေးကိုပြုစုယူရမယ်ဘလောက်ပဲသူ့ကိုနော်အဲကောင်းမွန်တဲ့အရာတွေနဲ့ပံ့ပိုးပေးပါစေမျိုးစိတ်မမှန်နေတဲ့အခါမှာနော်ထွက်ပေါ်လာတဲ့အပင်ရဲ့အရေအသွေးအသီးရဲ့အရေအသွေးဟာလည်းဘလို့မှကောင်းမွန်နိုင်မှာမဟုတ်ဘူး ဆိုတော့ကျမတို့နားလေသဘောပေါက်ရမှာကကောင်းမွန်တဲ့အသီးကိုရချင်တယ်ဆိုလို့ရှိရင်တော့ပြောချင်တာကနောက်ဆုံးသောရလတ်ဟာအင်မတန်မှကောင်းမွန်တဲ့ရလတ်တွေကိုထွက်လာဖို့မျှော်လင့်တယ်ဆိုလို့ရှိရင်မျိုးစိဟာအင်မတန်မှအရေးကြီးတာဖြစ်တယ် ဆိုတော့ကျန်းစာထဲမှာဆိုလို့ရှိရင်လည်းဘယ်လိုပြောထားလဲဆိုရင်အသီးအားဖြင့်အပင်ရဲ့သဘောထင်ရှားတယ်ဆိုပြီးတော့မှเนาะယေရှုခရစ်တော်ကကျမတို့ကိုတော်သင်ဆုံးမထားတာရှိပါတယ်ဆိုတော့အဲ့ဒီရဲ့เนาะအသီးကိုကြည့်တဲ့အခါเนาะအပင်ရဲ့သဘောကိုထင်ရှားတယ်တဲ့เนาะဆိုတော့အသီးဟာဘယ်လိုမျိုးအသီးသီးလာသလဲဒါဆိုလို့ရှိရင်ဒီအပင်ဟာကောင်းတဲ့အပင်ဟုတ်လားမဟုတ်လားဆိုတာကျမတို့သိနိုင်တယ်ပေါ့เนาะအဲ့ဒီတဲ့ကြောင့်ကျမတို့လူတစ်ယောက်ကိုဆန်းစစ်တဲ့အခါမှာလည်းအဲ့ဒီအတိုင်းပဲသူ့ရဲ့အမှုအကျင့်တွေဟာအသီးလို့ ြောလို့ရတာပေါ့နော်သူရဲ့ဇာတ်လက္ခဏာဒီလူတယောက်ကအာထမင်းစားရေတောက်တာဘလို့ပုံစံလဲသူရဲ့စကားပြောပုံစုံပုံဘလို့ပုံစံလဲသူရဲ့အိမ်ကိုသွားပြီးကြီးလိုက်မယ်ဆိုရင်လဲသူရဲ့မိသားစုကိုသူပြောဆိုဆက်ဆံတဲ့ပုံကဘလို့ပုံစံမျိုးရှိတယ်လဲနော်အပြင်ကလူတွေကိုတော့သူကအင်မတန်မှချိုသားပြကောင်းမွန်နေတော်လဲပဲအိမ်ထဲကလူတွေကိုတော့သူဘလို့မျိုးနဲ့ဆက်ဆံလဲပေါ့နော်စသဖြင့်သူရဲ့ဒီအမှုအကျင့်ဇာတ်လက္ခဏာတွေကိုကျွန်တော်လေ့လာတဲ့အခါမှာဒီလူတယောက်ရဲ့အကြောင်းကိုကျွန်တော်ကောင်းမွန်စွာနဲ့သိနိုင်တာဖြစ်တယ် ဆိုတော့ဒီလူတယောက်ကဘလောက်ပဲเนาะကောင်းမွန်တဲ့အမှုအခြင်းနေနဲ့အပြင်ဘန်းမှာတခြားသူတွေကိုဟန်ဆောင်နေပါစေအိမ်အတွင်းထဲကလူတွေကိုတော့သူကဟန်မဆောင်နိုင်ဘူးဖြစ်တယ်အဲ့ဒီအတွက်ကြောင့်เนาะကျွန်တော်တို့ကလူတယောက်ရဲ့အမှုချင်းကိုသေချာသိချင်ရင်เนาะသူ့ရဲ့အိမ်သားတွေကိုဘလိုမျိုးနဲ့ပြုမှုဆက်ဆံလဲဆိုတာကိုလေ့လာကြည့်ချင်းအဖျင်းကျွန်တော်တို့သိနိုင်တာဖြစ်တယ်ဆိုတော့အဲ့လိုပုံစံမျိုးပဲပေါ့เนาะကျွန်တော်တို့ဒီအသီးကိုလည်းအပြင်ပန်းကြည့်လိုက်လို့ရှင်เนาะအရင်မဲ့စားချင်းစပွဲကောင်းတဲ့အဆိုတဲ့အရာကိုမြင်တွေ့ရမှာဖြစ်ပေမဲ့အသီးကိုခွဲကြည့်လိုက်လို့ရှင်เนาะအထဲထဲမှာပုံ ်နေတာလားကောင်းမွန်တဲ့အသီးလားဆိုတဲ့အရာကိုကျွန်တော်ကောင်းကောင်းလေးသိနိုင်လာဖြစ်တယ်။ဆိုတော့ဒီသဘောတရားတွေအားလုံးပါဝင်နေတာဖြစ်တယ်။ဆိုတော့ပြောချင်တာကအဓိကကမျိုးစေ့တီမမြင်ရတဲ့အပိုင်းမှာရှိနေတယ်။နောက်ဒီမျိုးစေ့ကိုကျွန်တော်တို့စပြီးတော့မှရွေးချယ်ကြတဲ့ကောင်းမွန်တဲ့မျိုးစေ့ဖြစ်ဖို့ရန်အတွက်အရေးကြီးတယ်။ ဆိုတော့ကျမတို့တွေလူတယောက်ကိုပေါ့နော်သူနဲ့အတူတကွခရီးတစ်ခုသွားမယ်သူနဲ့အတူတကွဒီလုပ်ငန်းတစ်ခုပေါ့နော်အာရှာရှည်လက်တွဲပြီးတော့မှလုပ်မယ်ဆိုလို့ရှင်သူ့ရဲ့အမှုအကျင့်စရိုက်လက္ခဏာတွေကိုကျွန်တော်တို့သေချာသိထားပြီးမှပေါ့နော်လက်တွဲတာကကောင်းတယ်။ဘာကြောင့်မို့လို့လဲဆိုလို့ရှင်ချို့သောသူတွေကအပေါ်ယံဟန်ဆောင်တာအရန်များတယ်။တော့သူတယောက်တည်းလုပ်နေလို့ရှင်တော့ပြောရမယ်ဆိုတော့သူ့ရဲ့နာမည်နဲ့ပေါ့နော်သူ့အတွက်သူသူလုပ်တယ်ဆိုလို့ရှင်တော့အကောင်းဆုံးလုပ်တတ်တာဖြစ်ပေမဲ့တကယ်တကယ်လက်တွဲပူးပေါင်းပြီးလုပ်တဲ့အခါမှာအကောင်းဆုံးတွေကိုထုံမပြတော့ဘဲ ဲနဲ့ရှိုးထားလိုက်တဲ့အရာတွေရှိတတ်တယ်။အဲ့ဒါကဘာကြောင့်လဲဆိုတော့မျိုးစေ့မကောင်းလို့သူ့ရဲ့စိတ်နှလုံးသားမကောင်းလို့ဖြစ်တယ်။တကယ်ဆိုလို့ရှိရင်သူ့ဟာသူတယောက်တည်းပဲလှုပ်လို့ဘသူနဲ့ပဲလက်တွဲပြီးလှုပ်လို့အကောင်းဆုံးဆိုတဲ့အရာကိုထုတ်ဖော်ရမယ်။နော်မျိုးစေ့မှန်လို့ရှိရင်တော့မျိုးစေ့ဟာပေါ့နော်ကောင်းမွန်တဲ့မျိုးစေ့မှန်ရင်တော့သူ့ရဲ့မျိုးစေ့ရှိတဲ့အတိုင်းသူကအသီးကိုသီးပေးမှာပဲ။တကယ်လို့သူကဟာလားအများရမ်းမှာအယောင်ပြောင်းတယ်နော်တစ်ခါလေကျရင်ကောင်းလိုက်တစ်ခါလေကျရင်မကောင်းလိုက်ဖြစ်နေတာဘာဖြစ်လို့လဲဆိုတော့မျိုးစေ့မမှန်လို့ဖြစ်တယ်။မျိုးစေ့ဟာကောင်းမွန်တဲ့မျိုးစေ့မဖြစ်ခဲ့လို့ဖြစ်တယ်။ အဲ့ဒီတော့ကျမတို့တွေပေါ့နော်ဒီလူဘဝအသက်တာကိုရှောင်နှိုင်းရတဲ့အခါမှာလူမျိုးစုံတွေကျွန်တော်တွေးရလိမ့်မယ်။နောက်ချို့သောသူတွေကအာတကယ်ပဲသူစီမှာကောင်းမွန်တဲ့မျိုးစေ့မပါလာဘူးเนาะသူရဲ့အရေးအချင်းတွေကတော့အရန်တော်ကောင်းတော်လိမ့်မယ်။ဒါပေမဲ့စိတ်ထားတွေကမမှန်နေဘူးဆိုရင်တေချာတဲ့အဲ့လူတယောက်နဲ့ဘလို့မှရေရှည်လက်တွဲပြီးတော့မလုပ်လို့ရမှာမဟုတ်ဘူး။ အဲ့ဒီအတွက်ကြောင့်ဘုရားသခင်ကကျမတို့ကိုသူနဲ့အတူတကွာထာဝရနေထိုင်မဲ့လူတွေကိုစီစစ်ပြီးတော့မှရွေးချယ်နေတယ်။နော်မျိုးစိအမှန်ဖြစ်ရမယ်။ကျမတို့ရဲ့အထဲထဲမှာလည်းဘုရားသခင်ရဲ့မျိုးစိတော်ကိုထည့်ပေးထားတယ်။အဲ့ဒါကဘာလဲဆိုတော့ဘုရားသားသမီးဖြစ်ခြင်းဆိုတဲ့ဇယိုက်လက္ခဏာတွေပေါ်လွင်ထင်ရှားစေဖို့ရန်အတွက်ထည့်ပေးထားတာဖြစ်တယ်။နော်ဥပမာကျမတို့တွေနော်အာမိမျိုးမင်းနွယ်တွေကိုကြည့်မယ်ဆိုလို့ရှင်နော်သူတို့ရဲ့နေထိုင်ပြုခြင်းရတဲ့နော်အာကျင့်ဝတ်တွေရှိတယ်။နော်ဝတ်ပုံစားပုံသွားပုံလာပုံနေမှအစအကုန်လုံးသူတို့ဘာဖြစ်လဲဆို တော့ဒီအာမင်းမင်းမျိုးမင်းနွယ်ရဲ့ပေါ့နော်ဇယိုက်လက္ခဏာတွေအတိုင်းသူတို့ပြုကျင့်နေထိုင်ရတယ်။အဲ့တော့ကျွန်တော်တို့က ဖရာသားသမီးเนาะအမြင့်ဆုံးသောဘုရင်ရဲ့သားသမီးဖြစ်တဲ့ကျွန်တော်တို့တွေကလည်းတကယ်ပဲဖရာသားသမီးရဲ့ဇယိုက်လက္ခဏာအနေနဲ့ကျွန်တော်တို့ပြုမှုနေထိုင်အသက်ရှင်ဖို့အရေးကြီးတယ်။အဲ့ဒီတော့ကျွန်တော်တို့မျိုးစည်းမှန်ရဲ့လားဆိုတာပြန်ပြီးတော့မှစဉ်းစားကြည့်ရမယ်။အဲ့တော့ကျွန်တော်တို့ကတကယ်ပဲဖရာသခင်ရဲ့သားဖြစ်တယ်ဆိုလို့ရှင်ဖရာသခင်မကြိုက်တဲ့အမှုကျင့်တွေကိုကျွန်တော်တို့လုပ်မရဘူး။တကယ်လို့ကျွန်တော်တို့စီမှာဖရာမနစ်သက်တဲ့အမှုကျင့်တွေရှိနေတယ်ဆိုလို့ရှင်ကျွန်တော်တို့မပြုတ်ပြင်သေးဘူးဆိုလို့ရှင်ဒါဟာဖရာရဲ့သားမဟုတ်ဘူး။မာနရဲ့သားအနေနဲ့เนาะဒီအမှုအကျင့်တွေကိုကြည့်ပြီးတော့မှဒီအသီးတွေကိုကြည့် ပြီးတော့မှဇယိုင်းလက္ခဏာတွေကြည့်ပြီးမှကျမတို့တွေခွဲခြားလို့ရတာဖြစ်တယ်။နောက်ဆိုတော့ဖျားသားသမီးမှန်ရင်မျိုးစိမှန်ရင်ဒီလူဟာဘယ်လိုမျိုးနေထိုင်မှာလဲဆိုလို့ရှင်ရူးစိုက်ကိုမပြုတ်တတ်ဘူးရူးစိုက်ကိုမုန်းတယ်။နောက်အဲ့ဒီတဲမှာမှာပါလဲဆိုတော့ဒီလောကရဲ့အရာတွေနဲ့ပေါ့နော်ကျွန်တော်ကြည့်မယ်ဆိုလို့ရှင်မပြင်းမရည်ဘူးအလုတ်ကိုတိတိရှာနေလဲစစ်စစ်ဆက်ဆက်နဲ့လှုပ်တယ်။နောက်အချောင်းမခိုးဘူးခေါင်းမရှောင်ဘူးတောင်းဝန်ယူတတ်တဲ့နှလုံးသားရှိတယ်။နောက်ပြီးတဲ့ခါကျလို့ရှင်ကိုယ့်ရဲ့ဒီအလုတ်ရှင်ကိုပေါ့နော်စိတ်တိုင်းကြစေအောင် သူကစူးစမ်းအားထုတ်ပြီးတော့လှုပ်ဆောင်တယ်။နော်ဒီတာတုသစ္စာရှိသောငေသားကောင်းဆိုတဲ့အရာကတစ်ချိန်ကြာရင်နော်ဘုရားသခင်ကျွန်တော်တို့ကိုချီးကျူးမဲ့အချိန်ကြာမှမဟုတ်ပဲနဲ့အခုကာလကလေးကသူဟာနော်သူ့သခင်ရဲ့နော်ချီးကျူးခြင်းကိုခံရတဲ့လူဖြစ်တယ်။သခင်စိတ်ချရရတယ်နော်သူ့ကိုလှဲကြည့်စရာမလိုဘူး။အာသူ့ရဲ့ဇယိုက်လက္ခဏာပါလဲဆိုအများရမှာတောင်းဝယူမှုတောင်းဝခံမှုပေါ့နော်အပြည့်ရှိတာဖြစ်တဲ့အတွက်သူ့ကိုအလုပ်တစ်ခုခိုင်းလိုက်ပြီဆိုလို့ရှိရင်လှဲကြည့်စရာမလိုပဲနဲ့ကိုအဲ့ဒီလူကလှုပ်တတ်တာဖြစ်တယ်။ဘာကြောင့်မလို့လဲ။သူ့စီမာကအာမျို းစီအမှန်နေလို့ဖြစ်တယ်။နောက်ချို့တော်သူတွေအရန်တော်ပါတယ်နော်။အထူးကြုံထက်မြက်ကြတယ်။ဒါပေမဲ့စိတ်ထားမကောင်းကြဘူး။အဲ့ဒါမျိုးစီမမှန်လို့ဖြစ်တယ်။နောက်စိတ်ထားမကောင်းတဲ့အခါမှာဘာဖြစ်လဲဆိုတော့အလုပ်ကိုပေါ်တီပေါ်ပြက်နေလုပ်တယ်။နော်လုပ်တဲ့နဲ့အချိန်မှမလုပ်ဘူး။အာအနီးကပ်ပြီးဆိုမှနော်အူရဖားရနဲ့နော်ပြေးပြီးလုပ်တဲ့အရာမျိုးလုပ်တယ်။အာဘယ်လိုပြောမလဲကျွမ်းကျင်တဲ့အရာပေါ်မှာကိုကမိခိုးပြီးတော့မှအပြင်းကြီးတယ်ပေါ့နော်။ဆိုတော့အဲ့လိုမျိုးပုံစံတွေဟာကျမတို့နော်ဖခင်သားသမီးအနေနဲ့အသက်ရှင်ပြီးဆိုလို့ရှင်ဒါဟာလုံးဝမရှိသင့်တော့တဲ့စ ရိုက်လက္ခဏာတွေဖြစ်တယ်။ဒါကြောင့်မို့ကျန်းစာတအုပ်လုံးမှာကျွန်တော်တို့ကိုဘာတွေသွန်သင်ပေးနေလဲဆိုလို့ရှိရင်တော့ဘုရားသခင်ဖြစ်ပွားတဲ့သူဟာတဲ့။နော်ဒုစရိုက်ကိုမပြုတ်တတ်ဘူး။ဘာဖြစ်လို့လဲ သူ့စီမှာမျိုးစေ့တော့တည်တယ်နော်ဆိုတော့ဒူးစရိုက်ဆိုတဲ့အခါမှာကျွန်တော်ခုနပြောသွားတယ်မကောင်းတဲ့အမှုအကျင့်တွေအကုန်လုံးပါတာဖြစ်တယ်နော်အချို့ကကျတော့ထင်တာကဒူးစရိုက်ဆိုလို့ရှင်အာသူ့မိအောင်ပြမားတာတို့မတရားသောမိထုံပြူမားတို့အာငွေကိုတတ်မမောက်စသဖြင့်ပေါ့နော်အဲ့လိုမျိုးကိုထင်တတ်တယ်မဟုတ်ဘူးကျွန်တော်ရဲ့နေ့တိုင်းနော်ပြုမှုပြောဆိုပုံစားတောက်ပုံဟာလားအစားအစာလောဘကြီးလားနော်တခြားနေရာမှာအရန်လူချင်းတတ်မတဲ့စိတ်တွေများပြားနေလားအချောင်ခိုခြင်းတဲ့စိတ်တွေရှိနေလားပြင်းရတဲ့နှလုံးသားရှိနေလားအဲ့ဒါတွေအား ားလုံးကဒူးစရိုက်ပဲဖြစ်တယ်။ဒီနေ့ဘုရားခင်ကျွန်တော်တို့ကိုစောင့်ကြည့်နေတဲ့အရာကဘာလဲဆိုတော့စ조사အားထုတ်ပြီးတော့မှလှုပ်ဆောင်နေလို့ဖြစ်ဖို့စောင့်ကြည့်နေတာဖြစ်တယ်။ဒါကြောင့်မို့လို့ယေရှုဘုရားကကျွန်တော်တို့ကိုပြည့်ညက်တော်အချုပ်အနေနဲ့ပေးသွားခဲ့တဲ့အချက်တည်းမှာကျွန်တော်တို့တွေ့နိုင်တယ်။အဲ့ဒါကဘာလဲဆိုတော့သင်ဤဘုရားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွင်းမဲ့အစွမ်းသတိရှိသမျှဉာဏ်ရှိသမျှနဲ့ချစ်ပါ။ကိုနဲ့ဆက်ဆိုင်တဲ့လူကိုနဲ့အမျှချစ်ပါဆိုတော့အဲ့ဒီစကားလုံးထဲမှာကျွန်တော်တို့တော့အစွမ်းရှိသမျှ နော်ညံ့ရှိသမျှစူးစမ်းအားထုတ်ပြီးတော့မှလှုပ်ဆောင်ဖို့ဆိုတဲ့အချက်ကပါတယ်ပြင်းရည်နေလို့မရဘူးဒီနေ့ကျွန်တော်တို့ကဘာလဲဆိုတော့မျိုးစိကမမှန်တဲ့အခါမှာအပင်ကတော့ကောင်းတယ်လို့နဲ့နော်အသီးကိုကြီးတဲ့အခါမှာလည်းအပြင်ပန်းကတော့လှတယ်လို့နဲ့ခွဲလဲခွဲလိုက်ရောအထဲထဲမှာပုတ်ပြတ်နေတဲ့အသီးတွေဖြစ်နေတတ်တယ်ဒါကြောင့်မို့ဒီနေ့မှအားပေးချင်တာကမျိုးစိမှန်ဖို့အထူးကအရေးကြီးတာဖြစ်တယ်နော်မျိုးစိမှန်လို့ရှိရင်ကောင်းမွန်တဲ့အသီးတွေကိုပဲသီးလိုက်မယ်နော်ဟန်ဆောင်ပန်ဆောင်ဆိုတဲ့အရာတွေမရှိဘူးပြင်းရည်လေးတွဲနေတဲ့ ဲ့အရာတွေမရှိဘူးအခုတကယ်ကိုပဲဖျားခင်နိုင်ငံတော်အတွက်ဆိုပြီးတော့မှလှုပ်ဆောင်ရှင်တဲ့နှလုံးသားရှိသလိုမိမိအတွက်ရောမိမိမိသားစုအတွက်ကောမိမိရဲ့ပတ်ဝန်းကျင်အတွက်ပါအကျိုးပြုတဲ့လူအနေနဲ့အသက်ရှင်နေထိုင်ရည်တည်တဲ့လူတွေဖြစ်မှာဖြစ်တယ်။ကြောင့်မလို့မိတ်ဆွေဒီနေ့မှမျိုးစိမှန်ဖို့ကအဓိကဖြစ်တယ်။ပြောချင်တာကအဓိကစိတ်နှလုံးသားကောင်းစားဖို့ဟာအဓိကဖြစ်တယ်ဆိုတဲ့အရာကိုဒီနေ့မှအနည်းငယ်အပိတိုက်တွန်းလိုက်ရပါတယ်။ဒီတကွာဆူတောင်းရအောင်။ ။ဖဖျားခင်ဒီနေ့မှကျွန်တော်ကိုမျိုးစီမှန်ဖို့ရန်အတွက်တုံသင်လို့ကျေးဇူးတော်ကိုချီးမွမ်းနဲ့ကျွန်တော်ရဲ့စိတ်ထားတွေမကောင်းမိခဲ့တော့အရာတွေအတွက်နောင်နာရတယ်။ဒီနေ့ကနေစပြီးတော့မှကိုရောဖျားဖြစ်စီလို့တဲ့အတိုင်းစူးစမ်းအားထုတ်ပြီးတော့မှအစွမ်းကုန်လှုပ်ဆောင်ပါမယ်။မိမိရဲ့မျိုးစီမကောင်းခဲ့တဲ့အရာတွေအတွက်နောင်နာရပါတယ်။ကိုရောဖျားတကယ်ပဲအပြင်းပန်းကြီးလိုက်တာနဲ့ စားချင်စပွဲဖြစ်ပေမဲ့အထဲထဲမှာပုတ်ပြတ်တဲ့အသီးတွေကိုတီးခဲမိတော့အချိန်တွေအတွက်နောင်လာရပါတယ်။ဝင်ချဆွန့်ပြပါမယ်ကိုရောဒီနေ့ကနေစရပြီးတော့မှအပြင်းမန်းကောအတွင်းနှလုံးသားတွေကရောကောင်းစားတဲ့နှလုံးသားဖြစ်စေဖို့ရန်အတွက်ကြိုးစားအားထုတ်ပါမယ်။အရာရာမှာအကြောင်းပြချက် reason တွေပေးပြီးတော့မှရှောင်လွှဲမနေတော့ဘဲနဲ့ဒီနေ့မှာတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့မိမိရဲ့ပုံဝင်ခြင်းကိုလည်းအကျိုးပြုတော်သူကိုရောဖျားရဲ့နိုင်ငံတော်နဲ့တကွာမိမိရဲ့မိသားစုမိမိရဲ့ထာဝရကာလအတွက်အကျိုးဖြစ်စေတော်သူဖြစ်စေဖို့ကျွန်တော်ကြိုးစားအားထုတ်လို့ဆုံးပါ ါမယ်။ပြီးရင်နေခဲ့သောစိတ်နှုံးသားတွေအချင်းပုတ်ခဲ့သောအရာတွေအတွက်နောင်နာရတယ်။ဒီနေ့ကနေစပြောမှပြုပြင်ပြောင်းလဲဖို့ရန်အတွက်ကြိုးစားပါမယ်။ကျွန်တို့ကိုဆက်လက်၍ဆွဲခေါ်သုံးသင်လမ်းပြတော်မူပါ။ယေရှုတော်ကိုချီးမွမ်းပါရယေရှုဖျားနာမောင်မြေပြည့်ဆုတောင်းပါ၏။အာမင်။